ီးခဲ့တဲ့ရက်ကပဲကိုရင်နေပြည်တော်ကိုရောက်ခဲ့ပါတယ်။သွားရတဲ့အထက်အကြောင်းရင်းကတော့နေပြည်တော်ဒရုန်းကိုကျင်းတဲ့ကတရင်မှန်မပြန်ကြားရေးခေါင်းဆောင်ဘိုချုပ်အကြကြဆောင်မဲလုံးနဲ့တွေ့ဆုံအင်တာဗျူးပါ။ကိုရင်ရဲ့အနီးနေပြည်တော်ခရီးစဉ်ကိုရန်ကုန်ကနေစပါတယ်။ရန်ကုန်ကနေအမြန်လမ်းပေါ်တက်ဂျီရိုမန်ကိုဖြတ်ကျော်ပြီးလို့မှကုန်းတရညံ့မကြလိုက်ဘူး။လက်တားနဲ့ဂျုံပါလေ။ရဲယူနီဖောင်းဝတ်ထားသူတယောက်က ခက်ပြပြကလေးကတားနေတာပါသူ့အနာရောက်လို့ကိုရင်ကကားမှန်ချပေးလိုက်တယ်ဆိုရင်ပဲဘဲကလာတာလေဘဲသွားမှလဲလိုင်းစင်ပြဟွိတက်ပြအရေးတယ်မက်ရွှေဖဲနဲ့အောင်ရီခဲဆက်လာခင်းနေသေးတယ်နေပြီးတော့သွားမလို့လို့ခက်ပြပြပြောရင်လိုင်းစင်နဲ့ဟွိတက်ထုတ်ပြလိုက်တော့ဖင်လန်ကောင်းလန်ကြည်ပါလေအဲ့ဒါနဲ့ဒီမကြည်နဲ့သေးနှလုံးသားကကြည်လိုက်ခွာကြည်လိုက်နဲ့အနီးကြည့်အဝေးကြည့်ကြည်ပါလေ အဒီနောက်ကိုရင်နာကိုအစီပြန်မျက်နှာကြီးတိုးကပ်လာပြီးတစ်ဖက်ရည်ဝိုးပေးခဲ့အောင်ဆိုတဲ့တခွန်နေသောဇကားကိုပြက်ပြက်တတဆိုပါတယ်အိတ်ထဲကတထောင်နံတရွက်အနံထုတ်ပေးလိုက်တော့တကယ်လက်ဖက်ရည်တောင်1500 2000ဖြစ်နေပြီလို့စူပုတ်တဲ့မျက်နှာနဲ့တုံ့ပြန်ရင်းပြန်ပေးထားတဲ့တထောင်နံကိုမယူဘဲနေပါလေသူ့ဇကားအတိုင်းဆိုတကယ်မဟုတ်တဲ့လက်ဖက်ရည်ရောရှိသေးတာလားလို့အတွေးပွားရင်းအိတ်ထဲကဆင်းနေကောင်ထတ်ထုတ်လို့ သူ့လူပေါ့ကိုဖြစ်ပြီးတဲ့အခါကိုရင်လဲရှေခီးကြီးကိုဆက်ပါတယ်။နောက်ထပ်ကွန်းတရာညက်ခန့်အကြာမှာပဲအနှီးသူ့လူယူနီဖောင်းဝေလက်တာတယောက်ကိုထပ်တွေ့ရပြန်ပါတယ်။ထုံစံအတိုင်းမက်ရွှေဖဲနဲ့အောင်ရီခဲဆက်ခင်းပြန်ပါတယ်။သူလဲလက်ဖက်ရည်ဘူးပေးခဲ့အောင်ဆိုတာနဲ့အဆုံးတက်ပါတယ်။အဲ့ဒီလိုကွန်းတရာညက်တွေ၃ချိန်၃ကာလောက်ဖြတ်ကျော်ပြီးတက္ကလာကိုရင်ရဲ့ဥတီယာခကြီးနေပြည်တော်ဆိုတာကြီးစီရောက်ခဲ့ပါတော့တယ်။ နေပြည်တော်အဝင်မှာလဲကွန်းတရားညက်နဲ့တွေ့ပြန်ပါတယ်။မတ်ရွှေဖဲနဲ့မောင်ရီခဲဇလန်းကိုနားထောင်ရပြန်ပါတယ်။သူတို့ကအုတ်စုပို့တောက်ပါတယ်။အုံနဲ့ကျင်းနေပါ။သူတို့လဲလက်ဖက်ရည်အလွန်ကြိုက်ကြောင်းဖွင့်ထုတ်ပြောပါလဲ။ဒီလိုနဲ့ကိုရင်းရဲ့အန်တီမဥတီချက်ဖြစ်တဲ့တရင်မှမပြန်ကြားရေးဥဆောင်သူကြီးရှိရာနေပြည်တော်ဒရုန်းကိုကျင်းနေက ပြန်မကြားရေးဝင်ကြီးဌာနစီစိုက်စိုက်မြဲမြဲရောက်လာခဲ့ပြီပေါ့အဲ့ဒီရောက်တော့လဲ မှတ်ပုံနေမလို့လက်ဖေးရီဘိုးသာလူဆိုတဲ့ဆိုင်းပုတ်ချိတ်ဆွဲထားတဲ့ဂိဝါမှာလက်ဖေးရီကြိုက်သူတွေကိုတွေ့ပြန်ပါတယ်။သူတို့ကထက်ဆင့်အကြံပြုလိုက်တာကစာအိတ်လေးတွေအသင့်ဆောင်သွား။ရုံထဲမှာလည်းလက်ဖေးရီကြိုက်သူတွေအလွန်များတဲ့။တချို့ကဇွန်းတက်မှဆိုပဲရိုးရိုးတောင်ဆယ်တကောင်နှစ်ကောင်တန်ဖိုးရှိတာရှဲဆူဖျားဖျားလို့သာတာမိပါရဲ့။တချို့ဘိုးကြုံမှုကြီးမအားလားအာနာသိမ့်ပြီနော်။ စစ်ကောင်စီလက်အောက်၌လက်ဖက်ရည်ကြိုက်သူအလွန်များပြားဆိုတဲ့လိလာမှုစစ်တမ်းတစ်ဆောင်တောင်ထုတ်တင်ပြီလို့သူတေသနာအဖွဲ့များထံအကြံပြုလိုပါတယ်။ဒီလိုနဲ့ပေါ့ကိုရင်အင်တာဗျူးမဲ့သတင်းမှန်မပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်အကြကြဇော်မဲလုံးအသင့်ဆောင်းလိုင်းနေရာရုံးငန်းစီရောက်ပါတယ်။အဲ့ဒီကိုရောက်ဖို့လဲလက်ဖက်ရည်ကြိုက်သူတွေကိုဖက်ကြော်ရခဲ့ပါသေးတယ်။ဘာလို့နေပြည်တော်အထီအောင်အခုလိုသွားပြီး ဗိုလ်ချုပ်အကြကြဇော်မဲလုံးနဲ့အင်နာဗျူရတယ်လဲဆိုတာကိုလည်းမိษွေတို့သိကျင်နေမှာမို့ရှင်းပါမယ်။မစုံမတန်းခံစစ်တွေခတ်တုတ်တုတ်ဆုတ်ခတ်ရပြီးနောက်အမတိငါစကမ်းမကြရတွေခက်မြန်မြန်ကြခဲ့ရပြီးနောက်ရဲတော်မတိတွေအလန့်ဖြူခတ်တုတ်တုတ်ထောင်ခွဲရပြီးနောက်မှာတော့ဇော်မဲလုံးတစိမ့်တရင်လာရှင်းလင်းပွဲတွေလည်းစိတ်သုံးရက်တန့်သွားရတယ်လို့အတန်ကြဲကြဲဟိတ်ခဲ့တဲ့ဟိုကရုဒီကရုတွေတဲကအကြကြကြီးရဲ့အတန်တွေလည်း အချအတံပင်မကြရလောက်အောင်တိတ်လို့ဝစီပိတ်ကြင်ကြံအထုတ်သွားခဲ့ရပြီမို့အခုလိုလူကိုယ်တိုင်နေပြီးတော့အထိလာမေးရခြင်းမှာကဲဒီလောက်ဆိုကိုရင်နေပြီးတော့တွားရခြင်းအကြောင်းရင်းကိုသိကြရောပေါ့ဘိုလ်ချုပ်အကြကြဇော်မဲလုံးကြီးရှိရာအခန်းထဲရောက်တယ်ဆိုရင်ပဲအနှစ်နဲ့အလားလားကအလုံးတရာမေးခြင်းလွန်းလာတဲ့မိကွန်းကိုဥစွာမေးလိုက်ပါတယ်ဘိုလ်ချုပ်တို့အဖအတ်ချုပ်ဘိုလ်ချုပ်အမှုကြီးမအားလားကအာနာသိမ့်ပြီးနောက် ဘာမှလည်းမမေရရအထွန်းထွန်းပေါပေါမလုံနိုင်ပဲဘာဖြစ်လို့6လတခါတိုင်းတက်တန်းတွတ်တွတ်နေရတာလဲအနှီမေးကုန်းကိုနားထောင်ပြီးနောက်မမေပုတ်ပုတ်မျက်နာကြီးပိုမဲတထက်မဲလာကအကြကြအကြကြလို့လဲပါဆက်ကရေရွရင်းဘိုလ်ချုပ်အကြကြစုံမဲလုံးကကလေးနောက်ကြီးကိုဥစွာတတိပေးလိုတာကချုပ်တို့အဖဘာမှမလုံနိုင်ဘူးဆိုတဲ့အတုံနှုံနောက်မတုံးမိစေဖို့ပါပဲအဘဟာမလုံရဲတာဘာမှမရှိဘူးဆိုတဲ့စကားကို ငွေကလေးကခိုင်ဆွဲလာသူပါ။သူဟာအခုဆိုရင်လဲနေမနာညာမအားမအိပ်မနေအလုပ်တွေဇက်တိုက်လုပ်နေပါတယ်။ချက်ရအခန်းကဏ္ဍကနေချက်ရခလုတ်တွေကိုနှိပ်နေပါတယ်။တရင်တော့ကြီးမေးတဲ့6လတိုင်တက်တန်းတိုးတိုးယူနေရတာဟာလဲအဲ့ဒီခလုတ်ကြီးတွေနှိပ်မပြီးသေးလို့ပါ။အကြကြစိတ်ထဲကတော့ဒါပြန်ပြီးဒီခလုတ်ကြီးလို့ရေယူရင်းအဲ့ဒီခလုတ်ကြီးအကြောင်းဘိုးချုပ်ပြောပြောနေတာချုပ်တို့မကြမကြကြားဘူးပါတယ်။အခုရော တိုင်းရင်းသားဌာနချုပ်တွေဘလာဘလာဘလာဆိုတာပဲလားနူးနူးနူးအခုချုပ်ပြောတဲ့ခလုတ်ကအခမ်းအနားတွေဖွင့်တဲ့အခါနှိပ်ရတဲ့ဆက်ခလုတ်ကိုပြောတာအပြင်မှာတကယ်ရှိတယ်လို့တကယ်လဲနှိပ်နေတဲ့ခလုတ်အဘနယ်လဲနှိပ်နေတာတရင်တောက်ကြီးတို့လည်းတွေ့ပါလိမ့်မယ်ဘိုးချုပ်အကြကြဇွန်မဲလုံးရဲ့အဖြေစကားဆုံးတော့နောက်မေးခွန်းတစ်ခုစီကူးလိုက်ပါတယ်ဒီတခါတော့ဖြစ်စင်မီနဲ့ပတ်သက်ပြီးလူတို့ကြားပွဲဆူနေရလေးနေကျင်တာပါ အွန်လိုင်းပေါ်မှာရက်စင်မီးနဲ့ပတ်သက်ပြီးနမည်ကြီးနေတဲ့ပုံကိုကြီးတူကပြောပါတယ်။အလှဲ့ကျမဝရေစာပေးနေတဲ့ရက်စင်မီးလလာချင်းမှာချက်ချင်းယူမတုံးကြဘူး။နာယူဘက်တနာယူလောက်ဆောင်းပြီးမှတုံးရဖို့ဆိုတာနဲ့ပတ်သက်ပြီးလူတို့ဘက်ကအတော်လေးဝေဖန်နေကြတာတွေ့ရလို့ဒီမှာထက်မိပြီးတာပါ။အဲ့ဒါဘာကြောင့်မလဲ။ဩဒါကရှင်းပါတယ်။မီးလလာချင်းဝိုင်းတုံးရရင်တအားတုံးဆဲမှုမြင့်တက်သွားမယ်လေ။အဲ လာပြီး나ยีဘက်တနာยีနေရင်မိကထုံးစံအတိုင်းပြက်ပြက်ပါပဲလေအဲ့ဒီတော့ဝိုင်းတုံးတာလည်းမခံရသလိုတုံးတော့မဟိဆိုတော့လေမိကပြက်နေပြီပြီဆိုတော့ကတအားတုံးဆဲမှုမရှိတဲ့လောက်ရော့ကျသွားမယ်ကျက်စီဝင်းကြီးဌာနရဲ့လက်စစ်ချွေတာရေးမဟာပြူဟာကိုလက်တွေ့ကြကြအတုံးချရတဲ့သဘောပါ။ဩပြူဟာအရမတုံးမဲဟာပေးရတယ်ဆိုတာမျိုးပေါ့။ကိုရင်းရဲ့တုံ့ပြန်စကားကိုကြားပြီး ဘိုလ်ချုပ်အကြကြစောမဲလုံးလဲငုံကိုမဲမျက်နှာကြီးပို၍မဲသွားပါတော့တယ်အခုမေးမယ်မေးခွန်းကတော့အတော်လေးနဲ့နေပါတယ်တေချာလေးဖြေချပေးဖို့လဲဘိုလ်ချုပ်ကိုမြစ်တာရက်ခံပါတယ်သိကျင်တာကတလောကဘိုလ်ချုပ်မှုကြီးမအလားပြောသွားတဲ့ရုပ်မြင်တန်ကြားမှာအယုံနဲ့အတန်နှမျိုးရှိတယ်ဆိုတော့နည်းနည်းလာတဲ့စကားပေါ်ကျွန်တော်တို့အားလုံးဝင်းကနေလင်းကနေရှင်းကနေနားလေသိရှိရအောင်ဘိုလ်ချုပ်ဘက်က ထက်ဆင့်ရှင်းလင်းပေးစီလိုတာပါဒီနန်းနဲလှတဲ့အေးလာတွေ့ရှိချက်ကြီးကိုဘောကြုံမှုကြီးမအားလားဘလို့များစူးစမ်းဖော်ထုတ်ရှာဖွေနိုင်ခဲ့တယ်ဆိုတာတိကျင်ရခြင်းလို့ပါမိကွန်းဆုံးတဲ့အခါဘောကြုံအကြကြဇော်မဲလုံးကခါးကိုမှခေါင်းကိုမော့ရင်းကိုကော့လို့ဝင်ကြွားစွာအဖြေစကားကိုဆိုပါတယ် ဒါကဒီလိုရှိပါတယ်တကယ်တော့လဲအဘအုံနောက်အဘညံရင်နဲ့သတင်းတောက်ကြီးတို့ထင်သလိုတိတ်ပြီးတော့လဲနက်နက်နဲနဲခက်ခက်ခက်ခဲကြိုးပမ်းအထုတ်လေးလာရတဲ့ဟာမျိုးတော့မဟုတ်ပါဘူးခྱི་သွားဟန်လွဲဆိုသလိုပေါ့တနေ့သားသူ့ရဲ့ဖဲကြိုးဖြတ်ခလုံးနှိပ်ဖွင့်ပွဲအစီအစဉ်တွေကိုညာဘက်ရုပ်မြင်တန်ကြားကနေစောင့်ကြည့်ရင်ဒီတွေ့ရှိချက်ကြီးကို အမှတ်မထင် တွေ့ရှိသိမြင်လာခဲ့တာပဲဖြစ်ပါတယ် ရွှေညံတော်ဆူရောက်ဆိုတဲ့စကားအခုမှနှစ်ဖူးတွေဒူးတွေဓာတ်ထီကြုံရတကိုးလို့လဲစိတ်သေးကရေရွတ်မိပြန်ပါလေ။နောက်မေးခွန်းတစ်ခုထပ်မေးကြပါလေဘိုးချုပ်။ဘိုးချုပ်မှူးကြီးမအလားပြောခဲ့ဘူးတဲ့။စီဝါရီဥမော့လာပြီဆိုတာကရောဘလို့စစ်တန်းတွေဘလို့လိလံမှုတွေကနေသိရှိသွားခဲ့တာပါလေ။ဩဒါလေးရိုးရိုးလေးပါပဲ။သူ့သားနဲ့တမီးရဲ့စီးပွားရေးလုပ်ငန်းစုတွေတဲ့တွားရင်းလာရင်အဲကျုပ်ဖြတ်ပေးရင် ဆက်ခလုတ်နှိပ်ပေးခြင်းကနေတွေးရှိလာခဲ့တာပါအဘကပါရမီပါတယ်လေဘယ်အရာကိုမဆိုအာသိစိတ်ဆရာမလိုပဲအရာရာသိမြင်တော်မူတယ်အကြကြနောက်မေကွန်တစ်ခုပါပြီးခဲ့တဲ့ရက်ထဲကအကယ်ဒမီပွဲဝဲကိုဗိုလ်ချုပ်မှုကြီးမအားလာကိုတိုင်တိုက်ရောက်ခဲ့တာတွေ့ပါတယ်ဘလို့ရည်ရွယ်ချက်နဲ့တိုက်ရောက်ခဲ့တာပါလဲဩဒါကရှင်းရှင်းလေးပါ အဖြူရောင်တက်မတော်ကြီးကိုပိုင်ဆိုင်ထားတယ်အဖြူရောင်တို့ရဲ့အရှင်သခင်ခေါင်းဆောင်ကြီးက အဖြူရအနုပညာရှင်တွေကိုဂုဏ်ပြုပေးတဲ့သဘောပါအဖြူရအနုပညာရှင်ဆိုတာကတော့ထားပါတော့ကျွန်တော်တို့တပိသားပဲအဖြူရတက်မတော်ဆိုတာကပိတ်ဖြူစားတက်မတော်လားဓာတ်ထူဖြူတက်မတော်လားဖော့ပြားဖြူတက်မတော်လားကျွကျွအိတ်ဖြူတက်မတော်လားဒါမှမဟုတ်ဆွကျဲဖြူတက်မတော်လားဘလို့အဖြူရောင်လဲဆိုတာတေချာလေးခွဲကြပြီးရှင်းပြပြအနှီးမေးဝန်းပြီးဆုံးအောင်တော့ကိုရင်မမေးရသေး ဗိုလ်ချုပ်အကြကြဇော်မဲလုံးတယောက်ဘုံငနေမတ်တက်ထရက်ကတော်တော်ဒီမီးကုန်းကပြည်သူကသိကျင်တာလားတရင်တော်ကြီးကသိကျင်တာလားချက်ပြောပါမယ်ဒီမီးကုန်းဟာပြည်သူကသိကျင်တာလားတရင်တော်ကြီးကပဲသိကျင်တာလားဒီမီးကုန်းကိုကြုံမဖြစ်နိုင်ဘူးဗျာကိုင်းအင်တာဗျူးလဲအချိန်စိတ်ပြီးရက်မယ်အကြကြဟုဆိုကရှေ့မှာရှိတဲ့စာရွက်တွေကိုစိတ်ဆိုးမှန်ဆိုးဖြင့်ကောက်သိမ်းနေပါတော့တယ် ။ငကိုစုနှုတ်ခမ်းကြီးကိုလည်းအားထိတ်ကစူထားပြန်တာဖြင့်စင်နမောင်းကြီးအလားပါပဲ။နောက်ဆုံးမိကွန်းတစ်ခုရောမိကွန်းပြုပါဟိုချုပ်အရေးကြီးလို့ပါလို့ပြောမှစူထားတဲ့နှုတ်ခမ်းကြီးနဲ့ပဲခေါင်းငိမ်ပြရင်လွတ်လွတ်ကင်းကင်းမေးပါလို့ဆိုပါလေ။ဟိုချုပ်မှုကြီးမအလားပြောတဲ့ဒီနေ့ထဲမှာရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာအတီမှတ်ယူလို့ရပါမလား။မရပါဘူး။ကိုရင်အလျင်စလုံးမေးလိုက်တဲ့မိကွန်းကိုဗိုလ်ချုပ်အကြကြဇော်မဲလုံးကလည်းမဆိုင်မတော့ဖြစ်ပါတယ် ဒီလိုနဲ့ကိုရင်တို့ရဲ့အင်တာဗျူးချင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ပြီးစပွဲရှိကလက်ထွက်မယ်လို့တော့နကူမဲမျက်နှာကြီးကိုပုံမဲထားပြီးဆော့ဆော့ကလိုနှကန်းကြီးကိုပြန်စုထားကနှာချောင်းမိကြီးနဲ့ကိုရင်ကိုစိုက်ကြည့်နေတာမို့အလိုက်တတိပဲလက်ထဲအသင့်ဆောင်ထားတဲ့စာရီလေးသူ့ရှေ့စပွဲပေါ်အတာတွန်းဖို့ပေးလိုက်ပါလေကိုရင်ရဲ့အနှီးနေပြီးတော့ခရီးစဉ်ကနေတော်လှန်ရေးအတွက်အချိုးအမြဲအကြီးကြီးတစ်ခုလည်းရလိုက်ပါတယ် ဟိုဌာနဝင်လဲလက်ဖက်ရည်ဘူးဒီဌာနဝင်လဲလက်ဖက်ရည်ဘူးဟိုကောင်တာသွားလဲလက်ဖက်ရည်ဘူးဒီကောင်တာသွားလဲလက်ဖက်ရည်ဘူးဝင်ကြီးနဲ့တွေ့လဲလက်ဖက်ရည်ဘူးဖြာတာနဲ့တွေ့လဲလက်ဖက်ရည်ဘူးဟိုနေရာလဲလက်ဖက်ရည်ဘူးဒီနေရာလဲလက်ဖက်ရည်ဘူးနဲ့ဘိုးကြုံမှုကြီးမအားလားလက်အောက်ခံတွေဟာလက်ဖက်တဲကြိုက်ကြမဟုတ်လားဒီတော့နှုကြီးအစိုးရရဲ့လမ်းအလုံးနေပြီတော့သို့ဆိုတဲ့စည်ရေးစီမံကိန်းကြီးမှာ လက်နက်တွေအစားလက်ဖက်ရည်တွေကိုသာအိုဂျီအိုးငယ်အတွေ့အတွေ့နဲ့တည်ဆောင်သွားကြဖို့ပါပဲ။ဒါနေပြည်တော်ကိုလက်ဖက်ရည်နဲ့တက်သိမ်းကြပါစို့။